လက်ရှိကမ္ဘာနိုင်ငံရေးစက်ခုံပေါ်မှာရုရှားတမန်တော်ဗလာဒီမာပူတင်ရဲ့လှုပ်ရှားမှုတွေဟာအထူးဂရုပြုစရာဖြစ်လာနေပါပြီ။ယူကရိန်းစစ်ပွဲဆက်လက်ဖြစ်ပွားနေတဲ့ကြားကပူတင်ဟာနေတိုမြောက်အတလန်တိတ်စာချုပ်အဖွဲ့နဲ့တိုက်ရိုက်စစ်ပွဲကိုရှောင်ရှားပြီးတော့ hybrid war ခေါ်ကာပြားစစ်ပွဲကိုဆင်နွှဲဖို့ကြိုးစားနေတယ်လို့ဂျာမနီထောက်လန်ရေးအဖွဲ့ကထုတ်ဖော်ပြောကြားလိုက်ပါပြီ။ဒီစစ်ပွဲဟာလေတိုက်ရိုက်တိုက်ခိုက်မှုမျိုးမဟုတ်ဘဲနဲ့နေတိုရဲ့အရှေ့ပိုင်းနယ်စပ်ကိုအားနည်းစေဖို့ရည်ရွယ်ပါပြီ။ ဂျာမနီဖက်ဒရယ်ထောက်လန်ရစ်ဌာနအကြီးအကဲဘရူနိုကာဟဲကလည်းရူတာသတင်းဌာနကိုစွန်လ9ရက်နေ့ကပြောကြားခဲ့တဲ့မှတ်ချက်တွေအရပူတင်ဟာဘော်တစ်နိုင်ငံတွေစီကိုတင်းခဲ့တဲ့အစိမ်းရောင်လူသားတွေကိုဆေးလွတ်ဖို့စီစဉ်နေတယ်လို့လည်းသိရပါတယ်။ဒီနေ့ပြုဟာကတော့နေတိုးရဲ့အဖွဲ့ဝင်နိုင်ငံတချို့ကိုအားနည်းစေပြီးသားရဲ့နောက်ပိုင်းမှာအကြီးစားကျူးကျော်မှုအတွက်ကိုလမ်းခင်းဖို့ဖြစ်နိုင်တယ်လို့ကာဟဲကလည်းဆိုထားပါတယ်။ကာဟဲကလည်းယူကရိန်းဟာပူတင်အနောက်ဘက်ကိုခီးသွားရမှာခြေလှမ်းတလဲတာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တော်တော်လေးကိုမှသိကြပါတယ်။ ကျွန်တော်တို့မှာအရာကိုပြသတဲ့ထောက်လှမ်းရေးအချက်အလက်တွေရှိပါတယ်ဆိုပြီးတော့လည်းပြောလာပါတယ်။ဒါပေမဲ့လို့ရုရှားကတော့အကြီးစားစစ်ပွဲကိုချက်ချင်းဖြစ်ပွားအောင်လို့လုပ်မှာမဟုတ်ဘဲနဲ့နေတို့ရဲ့ပူပေါင်းကာကွယ်ရေးဂရီကူဝိတ်ကိုဆန်တက်ဖို့ရည်ရွယ်တာဖြစ်ကြောင်းသူကထပ်မံပြောကြားခဲ့ပါတယ်။ပူတင်ကတော့နေတို့ဟာအရင်ကလိုမျိုးစီးလုံးနဲ့အင်အားစုမဟုတ်တော့ဘူးလို့ယုံကြည်နေပြီးတော့ဒီဖွဲ့စည်းအတွင်းကကွဲပြားမှုတွေကိုအခွင့်ကောင်းယူဖို့ကြံစီနေပုံရပါတယ်။တင်းခဲ့သောအစိုးရလူသားများဆိုတာကတော့ကဘာကမသိအောင်ပူတင်ဖွက်ထားတဲ့စစ်သားတွေပါ။ အကြမ်းဖက်လို့ရတတော်မများမှာရုရှားနိုင်ငံအနေနဲ့ဒါရက်မပါဝင်ပဲအဲ့ဒီတတားရီကိုဆေးလွတ်ပြီးတော့တိကျဖွဲ့စည်းတစ်ခုကိုပါဝင်စေတာပဲဖြစ်ပါရည်။ကာဟေးရဲ့ဆိုရကတော့ပူတင်ဟာအစ္စတိုးနီးယားရဲ့လက်ဗီရီယာလိုမျိုးနေရာမျိုးတွေမှာဒါရက်ဆစ်စင်ရေးရင်ဆိုင်မှုကိုရှောင်ရှားပြီးတော့တင်းခဲ့တဲ့အစိမ်းရလူသားတွေလိုခေါ်တဲ့သူတွေကိုအတုံးချပြီးတော့နေတို့ရဲ့တန်တိထံကိုစတင်ဆက်တက်မှလည်းဖြစ်ပါရည်။အဲ့ဒီအတွက်တင်ကားတက်ကြီးတွေကိုလည်းဆေးဖို့ဖို့မလိုပါဘူး။ ဖိနှိပ်ခံရတဲ့ရုရှားလူနည်းစုတွေကိုကာကွယ်ဖို့ဆိုပြီးတော့အစ္စတိုနီးယားကိုတင်းခဲ့တဲ့အစိမ်းရောင်လူသားတွေကိုဆီလွတ်လိုက်တာနဲ့တွေကိုလုံလောက်ပါတယ်ဆိုပြီးတော့ကာဟဲကလည်းဆိုထားပါသေးတယ်။ဒီတင်းခဲ့တဲ့အစိမ်းရောင်လူသားများဆိုတဲ့အတုံးနှုံးဟာလည်း2014ခုနှစ်ရုရှားနဲ့ယူကရိန်းအကြားစတင်ဖြစ်ပွားခဲ့တဲ့ပြည်ပခါကိုပြန်ပြောင်းပြီးတော့တည်ရစေပါ යි ။အဲ့ဒီတုန်းကပူတင်ဟာလည်းရုရှားအတက်တွေကိုယူကရိန်းနဲ့ကိုတိုက်ရိုက်မပိုးခဲ့ပါဘူး။အဲ့ဒီအစားမျက်နှာပေါင်းဆွတ်ထားပြီးတော့တစိမ့်မပါတဲ့စစ်ဝစ်ဆောင်တွေဝစ်ဆင်ထားတဲ့ရုရှားစစ်သားတွေကိုဆစ်လွတ်ခဲ့တာပါသူတို့မှာရုရှားစစ်သားတွေပိုင်ဆိုင်တဲ့လက်နက်ကိရိယာပြည်စုံပါဝင်ပါပြီ ဒီလိုမျိုးပုံတရံနဲ့ကိုဆေးလွှတ်ခြင်းအပြင်ကတော့ပူတင်ဟာလည်းရုရှားစစ်တပ်ဟာဒါရဲ့ပအဝင်ပတ်သက်မှုမရှိဘူးဆိုပြီးညှင်းဆို့ခဲ့ပြီးတော့ဒီလိုတွေဘသူတွေလဲဆိုတာကိုလည်းကျွန်တော်မသိပါဘူးကျွန်တော်တို့ကတော့အလွန်ကုန်မှဆေးရထက်တန်ကြတဲ့သူတွေဖြစ်ပြီးတော့ရေကိုရင်းဖိနှိပ်မှုကိုတိုက်ထုတ်ဖို့လက်နဲ့ကင်ထားတာလည်းဖြစ်နိုင်ပါတယ်လို့ကမ္ဘာလုံးရဲ့ရှေ့မှာလိမ့်လေပြီးတော့ပြောခဲ့ပါတယ်2014ခုနှစ်ဖေဖော်ဝါရီနဲ့မတ်လမှာတော့ဒီလိုဝက်စစ်သားတွေဟာ ခရိုင်မီးယားမှာရှိတဲ့စီဘာစတိုဘူးနဲ့စင်စီရိုပိုလေဆိပ်တွေကိုပိတ်ဆို့ခဲ့ပါတယ်။ BBC ကလည်းအဲ့ဒီတုန်းကရုရှားစစ်တပ်ရဲ့နံမပြနံပြပါရဲထရက်ကား၈စီစင်စီရိုပိုစီကိုဥတီသွားနေတာနဲ့ရုရှားစစ်တပ်ရဲ့ဟန်ရင်၈စီစီဘာစတိုဘူးကိုရရှိလာတာကိုတွေ့မြင်ခဲ့ရတယ်လို့လည်းဖော်ပြခဲ့ပါတယ်။ဒါပေမဲ့လို့ပူတင်ကတော့ဓာတ်ရက်ကြီးကြောက်မှုမရှိဘူးဆိုတဲ့သူ့ရဲ့ပုံရိပ်ကိုဆက်လက်ထိန်းသိမ်းခဲ့ပြီးတော့တင်းခဲ့တဲ့ဆင်းရလူသားများကိုပဲအသုံးပြုခဲ့ပါတယ်။ဒွန်ဘတ်ဒေတာမှာလည်း2014အကြအတဲအတွင်းတင်းငယ်တဲ့အစိမ်းရလူသားများဟာနောက်တစ်ချိန်ကိုမှလှုပ်ရှားခဲ့ကြပါသည် ်ပူတင်ကတော့အဲ့ဒီအခါမှာလဲရုရှားရဲ့ပါဝင်ပတ်သက်မှုတွေကိုထပ်မံညှင်းဆို့ခဲ့ပြီးတော့သူတို့ဟာလဲယူကရိန်းထိန်းချုပ်မှုကနေဒွန်ဘတ်ကိုခွဲထွက်ဖို့တိုက်ခိုက်နေတဲ့ခွဲထွက်ရေးသမားတွေသာဖြစ်တယ်လို့လဲပြောကြားခဲ့ပါတယ်။ဒါပေမဲ့လို့ယူကရိန်းကတော့ပူတင်ရဲ့အလင်းညာတွေနဲ့ကိုအလှည့်စားမခံခဲ့ပါဘူး။ Fashion Time ကတော့2014ခုနှစ်ကဖော်ပြခဲ့တာကတော့ယူကရိန်းရဲ့ပထမဆုံးအကြိမ်ဒုတိယဝင်ကြီးဖြစ်တဲ့ Vitali Ramia ကတော့ဒွန်ဘတ်မှာလှုပ်ရှားနေတဲ့တင်းငယ်တဲ့ဆင်းရဲလူသားများဟာရုရှားရဲ့45ကြိမ်မြောက်လေကြောင်းချီတက်ရင်ကနေစစ်မှုတွေဟောင်းနေဖြစ်တယ်လို့သူကတော့ယုံကြည်ခဲ့ပါတယ်။ ။နောက်ဆုံးမှာကတော့ပူတင်ဟာဧပြီလ18ရက်2014ခုနှစ်မှာရုရှားစစ်ဘက်ဆိုင်ရာဝန်ထမ်းတွေယူကရိန်းမှာလှုပ်ရှားခဲ့ကြောင်းကိုလည်းအတည်ပြုခဲ့ပါပြီ။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာတော့ကမ္ဘာကြီးမှာထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ပြီးပါပြီ။ရုရှားဟာလည်းခရီးမီးယားကိုအအောင်မြင်တဲ့ကိုမှတင်ပိုက်နိုင်ခဲ့ပြီးတော့ဒွန်ဘတ်ဒေသမှာကြီးမားတဲ့နိုင်ငံရေးတင်းမာမှုတွေကိုဖန်တီးခဲ့ပါပြီ။ပူတင်ဟာဒီတင်းခဲ့တဲ့ဆက်ရလူသားများနေပြူဟာလည်းအောင်မြင်တယ်လို့ယုံကြည်နေပြီးတော့မကြာခင်မှာဗော်တင်နိုင်ငံတွေစီကိုဥတီလာတော့မယ်လို့ကာဟဲကလည်းဆိုထားခဲ့ပါသေးတယ် ဘော်တိနိုင်ငံတွေဖြစ်တဲ့အီစတိုနီးယားလစ်တူရေးနီးယားနဲ့လက်ဗီယာရုစီကိုတင်းခဲ့တဲ့အစိမ်းရလူသားများဆစ်လို့ချင်းအပြင်ကတော့ပူတင်ဟာသူတို့အားလုံးကိုအားနည်းစေပြီးသွားတဲ့နောက်ပိုင်းမှာအကြီးစားကြီးကြပ်မှုအတွက်ကိုပြင်ဆင်နေရလေဖြစ်နိုင်ပါပြီပူတင်ကတော့နေတိုးဟာလည်းအင်အားချိနေနေရလို့ယုံကြည်နေပြီးတော့စာချုပ်အပိုက်ခွေငါရဲ့စစ်မှန်တဲ့ကတ်တက်ချက်တွေကိုဆန်းစစ်ဖို့အချိန်တန်ပြီလို့လည်းယူဆနေပါပြီနေဒိုးစာချုပ်ရဲ့စာချုပ်အပိုင်ငါရနေဒိုးအဖွဲ့ဝင်နိုင်ငံတခုခုကိုလက်နက်ကင်တိုက်ခိုက်ခံရရင်ဂျန်နေအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့အင်အားပြည့်စုံကိုခေါ်ယူပြီးတော့တိုက်ခိုက်မှုကိုတွန်းလှန်နိုင်ပါပြီ ဒါဟာအလုံးအတွက်တယောက်တယောက်အတွက်အလုံးဆိုတဲ့နည်းလမ်းဖြစ်ပြီးတော့တိုက်ခိုက်လာတဲ့ရန်သူကိုနေတိုးအဖွဲ့ဝင်တနိုင်ငံကိုတိုက်ခိုက်ရင်နေတိုးအဖွဲ့ဝင်32နိုင်ငံလုံးရဲ့ဒေါသကိုရင်ဆိုင်ရမှာဖြစ်ကြောင်းကိုပြောပြနေခြင်းပါပဲနေတိုးရဲ့280နီးပါးတပ်တန်းမှာစာချုပ်အပိုက်ခွဲငါကိုအမေရိကန်တနိုင်ငံတွေကသာ2001ခုနှစ်စက်တင်ဘာ17ရက်အကြမ်းဖက်တိုက်ခိုက်မှုအပြီးမှာအသုံးပြုခဲ့ပါတယ်ပူတင်ဟာလည်းလက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့နေတိုးကိုတန်တရားရှိတဲ့သဘောထားကြောင့်သူ့ရဲ့ယုံကြည်မှုတွေကပုံမှုပြီးတော့ခိုင်မာလာပါတယ် ထရန့်ဟာလည်းနေတိုးကိုကာကွယ်ရေးအတွက်ကိုအမေရိကန်ပေါ်ကိုအလုံမင်းကိုမှီခိုးနေတယ်လို့မကြာခဏဆိုသလိုကိုဝေဖန်ခဲ့ပါသည်။2018ခုနှစ်မေလမှာထရန့်ကဘရက်ဆဲမြို့မှာရှိတဲ့နေတိုးမဟာမိတ်တွေရှိမှာအမေရိကန်ကိုငွေအများကြီးကိုပေးဖို့ရှိတယ်လို့ပြောခဲ့ပါသည်။2025ခုနှစ်ထိကိုထရန့်ရဲ့နေတိုးအပေါ်တန်တရားတွေကဆက်လက်ကိုမှရှိစေလည်းဖြစ်ပါသည်။ February 17မှာတက်ကာဒီယန်ကထရန့်ရဲ့မှတ်ချက်တွေကိုပြောပြခဲ့ပြီးတော့သူကတော့ကာကွယ်ရေးအသုံးစရဲ့ GDP ရဲ့2%ကိုပေးဆောင်ခြင်းမရှိဘဲနေတိုးအဖွဲ့ဝင်နိုင်ငံတွေကိုရုရှားကတိုက်ခိုက်ဖို့အားပေးမယ်လို့လည်းပြောကြားခဲ့ပါသေးတယ်။ မက်ရှလာမှာလည်းထရန့်ကရုရှားရဲ့တိုက်ခိုက်ခြင်းကိုခံရတဲ့နေတိုးမဟာမိတ်ကိုအမေရိကန်ကကူညီမှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါသည်။သူတို့လာပြီးတော့ကျွန်တော်တို့ကိုကာကွယ်ပေးမယ်လို့ထင်တယ်လား။ကာကွယ်ပေးတင်တာပေါ့။ဒါပေမဲ့ကျွန်တော်တိတ်မတည်ကြဘူးလို့ ABC News ကထရန့်ရဲ့မှတ်ချက်ကိုဖော်ပြခဲ့ပါသည်။ပူတင်ရဲ့တင်းငယ်တဲ့ဆင်းရဲလူသားများနေပြူဟာဟာ2014ခုနှစ်တုန်းကအောင်မြင်ခဲ့တာကရုရှားလူလာတဲ့ခန်းစားချက်ပြင်းထန်တဲ့နေရာတွေမှာအုံချခဲ့လို့ပေါ့။ ူတင်ဟာလည်းမူလကလေးကရှိနေတဲ့ကွဲပြားမှုတွေကိုအခွင့်အကောင်းယူပြီးတော့ယူကရိန်းအတွင်းရောဥရောပရဲ့အမေရိကန်အကြားမှပါကွဲပြားမှုအသစ်တွေကိုဖန်နေခဲ့ပါပြီ။စီလုံးမှုဟာလည်းသူ့ရဲ့တင်းငယ်တဲ့ဆင်းရဲလူသားများနေပြူဟာရဲ့ရန်သူလည်းဖြစ်ပါပြီ။ဂျာမနီနဲ့သူ့ရဲ့နေတို့မဟာမိတ်တွေဟာဒီနေပြူဟာနှစ်ခုနဲ့စီလုံးမှုကိုဖန်နေဖို့ကြိုးစားနေပါပြီ။နေတို့ကရုရှားဟာဘော်တစ်နိုင်ငံတွေကိုပြစ်မှတ်ထားနေတယ်ဆိုတာကိုသိရှိပြီးသားဖြစ်ပြီးတော့သူတို့ကိုကာကွယ်ဖို့ကြိုးပမ်းမှုတွေကိုတုံ့ပြန်နေပါပြီ။ မလက်ထရီကဇွန်လ10ရက်နေ့မှာကာဟဲရဲ့မှတ်ချက်တွေကိုဖော်ပြခဲ့ပြီးတော့ဂျာမနီဟာပူတင်ရဲ့တင်းငယ်တဲ့ဆိုင်းရလူသားများချင်းချောက်မှုကိုအလေးနက်ထားကြောင်းပြသဖို့45ချိန်မြောက်တန်ချက်ကတက်မဟာကိုဖွဲ့စည်းလိုက်ပြီလို့လဲဆိုပါရီး ဒီတမဟာကိုလီတူရီးနီးယားမှာအခြေစိုက်မှာဖြစ်ပြီးတော့နေတိုးရဲ့ရှေ့ဘက်ခြမ်းကောက်ွယ်ရေးကိုအားပြဖို့အဓိကရှိရပါတယ်။ The Jamestown Foundation ကဇွန်လ9ရက်နေ့မှာဖော်ပြခဲ့တာကတော့ဒီတမဟာကိုမေလ22ရက်နေ့မှာတရားဝင်ဖွင့်လှစ်ခဲ့ပြီးတော့2029ခုနှစ်မှာဂျာမန်စစ်သား9000ကိုလီတူရီးနီးယားအတွင်းကိုမှအမြဲတမ်းကိုမှချထားမှလည်းဖြစ်ပါတယ်။ဒါဟာလက်ရှိဗော်တစ်နိုင်ငံမှာချထားတဲ့နေတိုးစစ်သား3200အပြင်1800ကိုထပ်တိုးချထားခြင်းလည်းဖြစ်ပါတယ်။ ဒီ55ကြိမ်မြောက်တန်ကြပ်ကတမဟာအစ်တဟာလဲပူတင်ကိုတရင်စကားပေးပို့မှာဖြစ်ပါပြီ။နေတို့ကလည်းသူ့ရဲ့ရည်ရွယ်ချက်ကိုသိရှိပြီးသားဖြစ်ပြီးတော့တင်းခဲ့တဲ့ဆင်းရဲလူသားများနဲ့ပြစ်မှတ်ထားဖို့ရည်ရွယ်တဲ့နိုင်ငံတွေကိုကောက်ွယ်သွားမှာလဲဖြစ်ပါပြီ။ Multinational Corp Northers ကလည်းဒီတရင်စကားကိုပေးပို့နေပါပြီ။ Military ကတော့ဒါကိုမဟာမိတ်အဖွဲ့ရဲ့အဓိကစိတ်ပိုင်းလို့ခေါ်ဆိုပြီးတော့ Body Pillar မှာလုံခြုံရေးပုံမှုအစွမ်းပေးနိုင်ဖို့တရှိလာတယ်လို့လည်းမှတ်ချက်ပြုခဲ့ပါပြီ။ ဂျာမန်ဘန်နဲ့ဆွဲကတော့ဂျာမနီပိုလန်နဲ့ဒိမတ်တို့ပူးပေါင်းပြီးတော့ဒီမာတီနေရှင်နယ်ခရော့ပ်ကိုလည်းပတ်နေပြီးတော့လက်ရှိမှာတက်ခွင်းငါးခုနဲ့ထောက်ပံ့ရေးရှုနယ်20ဝန်းကျင်လည်းပါဝင်ပါပြီဒီနီတိုရဲ့စီမံကိန်းနှစ်ခုလုံးဟာလည်းပူတင်တွက်ကတော့တည်င်းဆိုးတွေပါပဲသူရဲ့တင်းခဲ့တဲ့ဆင်းရောင်လူသားများဟာ2014တုန်းကထိရောက်ခဲ့တာကရုရှားလူလာတဲ့စိတ်ဓာတ်တွေပြင်းထန်တဲ့နေရာတွေမှာခြားထားခဲ့လို့ပဲဖြစ်ပါပြီပူတင်ဟာလည်းမူလကလေးကရှိနေတဲ့ကွဲပြားမှုတွေကိုအခွင့်ကောင်းယူပြီးတော့ယူကရိန်းအတွင်းရောဥရောပနဲ့အမေရိကန်ကြားမှာပါကွဲပြားမှုအစ်စ်တွေကိုဖန်တီးခဲ့ပါပြီ စီလုံးမှုဟာလည်းသူ့ရဲ့တင်းငယ်တဲ့ဆင်းရလူသားများနေပြူဟာရဲ့ရှန်သူဖြစ်ပါပြီ။ဂျာမနီနဲ့သူ့ရဲ့နေတိုးမဟာမိတ်တွေဟာဒီနေပြူဟာနှစ်ခုရဲ့စီလုံးမှုတွေကိုဖန်တီးဖို့စ조사နေပါပြီ။ဗော်ဒီနိုင်ငံတွေကတော့သူတို့ရဲ့နေတိုးမဟာမိတ်တွေကသူတို့ကိုကာကွယ်ဖို့စ조사နေတာကိုပုံမမြင်တွေ့ရလေလေ။ပူတင်ရဲ့တင်းငယ်တဲ့ဆင်းရလူသားများအခွင့်ကောင်းရှုနိုင်အောင်လို့အနောက်တိုင်းဆန့်ကျင်ရေးစိတ်ဓာတ်တွေပုံမကြီးထွားလာဖို့အခွင့်လန်းနေပါလေလေဖြစ်ပါပြီ။ ဒါကြတော့ပူတင်ရဲ့လှုပ်ဝဲစစ်သားတွေကိုချထားခြင်းကိုမရေတက်နိုင်ပေမဲ့ဒီစစ်သားတွေဟာသူ့ရဲ့ကာဗျာစစ်ပွဲမှာပုံမတိုင်းရိုက်ပါဝင်လာဖို့လိုအပ်နိုင်ပြီးတော့သူကိုယ်တိုင်ကရောပူတင်ကိုပါထုတ်ဖော်သွားနိုင်ပါပြီ။လက်ရှိချိန်မှာတော့တင်းငယ်တဲ့ဆင်းရဲလူသားများဟာနေဒိုးနိုင်ငံတစ်ခုစီကိုဘယ်တော့ရရှိလာမလဲ။ဒါမှမဟုတ်ရင်ဘယ်တော့ရရှိလာမှာလဲဆိုတာကိုတော့မသိရသေးပါဘူး။ကာဟဲကတော့ဒါဟာပူတင်အုံပြုမဲ့နေလန့်ဖြစ်တယ်လို့ယုံကြည်နေပေမဲ့ဒါကိုလှုပ်ဝဲထောက်လန်းပေးနေတဲ့အရင်းမြစ်တွေကိုလည်းဖော်ပြခြင်းမရှိပါဘူး။ဒါကြတော့ထောက်လန်းရေးအကြီးအကဲတူအူအနေနဲ့ကိုလှုပ်တင်နေရပါဘူး။ ဒါပေမဲ့လို့သူကတော့အဲ့ဒါကိုလှုပ်ဝက်ထားတာကြောင့်ရုရှားရဲ့နာဂတ်လုံးချောင်းနိုင်ငံတွေကိုကျွန်တော်တို့ကခံမှန်းယုံတာတတ်နိုင်ပါသေးတယ်။နေတို့ဖွဲ့စည်းအတွင်းကလူများပြားကတော့တိုက်ခိုက်မှုတစ်မျိုးမျိုးဖြစ်လာတော့မယ်လို့ယုံကြည်နေကြပါသေးတယ်။ဇွန်လ9ရက်နေ့ကတော့ရုရှားမှတ်တာကထုတ်ပြန်ခဲ့တဲ့လေးလာမှုတစ်ခုမှဆိုရင်တော့ပူတယ်ဟာနေတို့နိုင်ငံတွေကိုပြစ်မှတ်ထားလိမ့်မယ်လို့ထင်ရှားတဲ့တာဝန်ရှိသူတွေကဗနေချင်းပြောဆိုခဲ့လဲဆိုတာကိုတခုတ်တရားကိုမှဖော်ပြထားပါသေးတယ်။ 2028ခုနှစ်ကိုဖြစ်နိုင်ခြေရှိတဲ့ကျူးကျော်မှုနှစ်အဖြစ်ကိုမှာ10ကြိမ်2029ကို12ကြိမ်2030ကို13ကြိမ်ကိုဖော်ပြခဲ့ပြီးတော့ဒါရီအားလုံးဟာလည်းရုရှားကယူကရိန်းကိုကျော်ပြီးတော့တခြားသောနိုင်ငံတွေကိုစိတ်ဝင်စားနေတယ်ဆိုတာကိုပြသနေပြီးတော့နေတို့ကတော့အဆင့်တင်ပြင်ဆင်ထားဖို့ကိုလိုအပ်နေပါပြီဂျာမနီကလည်းယူကရိန်းကိုရုရှားနဲ့စစ်ပွဲမှာပုံမှုပံ့ပိုးမှုတွေကိုကူညီဖို့ဆုံးဖြတ်ထားပါတယ် မေလ28ရက်မှာပိုလီတီကိုကဖော်ပြခဲ့တာကဂျာမနီဟာယူကရိန်းကိုဒေါ်လာ9.8ဘီလီယံတန်ဖိုးရှိတဲ့အကူအညီအသစ်ပေးဖို့သဘောတူခဲ့ပြီးတော့ဒါဟာလည်းသူတို့ပေးခဲ့ပြီးတဲ့ဒေါ်လာ19.1ဘီလီယံအပြင်ကမှထပ်တိုးလာတာလည်းဖြစ်ပါတယ်။ဒီအကူအညီအပြင်ကမှဂျာမနီကလည်းယူကရိန်းကိုရုရှားရဲ့နယ်နိမိတ်အတွင်းကိုထိုးပေါက်တိုက်ခိုက်နိုင်မဲ့အဝေးပြစ်လက်နက်စနစ်အသစ်တွေကိုဝယ်ယူဖို့ကူညီမယ်လို့လည်းပြောကြားခဲ့ပါတယ်။ဒါဟာပူတင်ရဲ့တင်းငယ်တဲ့စိမ်းရလူသားများကိုတံပြန်ဖို့ဂျာမနီရဲ့နေပြူဟာလည်းဖြစ်နိုင်ပါတယ်။ ယူကရိန်းကိုပုံမအားကောင်းလာစေခြင်းအပြင်ပူတင်ရဲ့အနည်းဆက်ဆုံးရန်သူကိုပုံမပြီးတော့အားကောင်းလာစေပါပြီ။ယူကရိန်းရဲ့ဆွမ်းအားကြီးမားလာမှုကရုရှားကိုအထူးစစ်ဆင်ရေးအတွက်စစ်သားများပြားကိုအသုံးပြုဖို့တွန်းအားပေးမှာဖြစ်ပြီးတော့တင်းငယ်တဲ့ဆင်းရဲလူသားများအဖြစ်ကိုဗော်တစ်နိုင်ငံတွေကိုလည်းဆင်လို့ဖို့အတွက်ကိုရုရှားမှာစစ်တင်အရာကတော့နေပါသွားစီမှာပါ။2014ခုနှစ်တုန်းကရုရှားဟာလည်းဘယ်သူနဲ့မှဒိုင်းရက်စစ်ပွဲဖြစ်ပွားနေခြင်းမရှိတဲ့အတွက်ပူတင်ဟာလည်းသူ့ရဲ့လှည့်စားမှုမှာပါဝင်ဖို့သူ့နိုင်ငံရဲ့အကောင်ဆုံးနဲ့တော်ဆုံးသူတွေကိုလည်းရွေးချယ်နိုင်ခဲ့ပါပြီ အခုတော့သူဟာဒီလှည့်ကွက်ကိုထပ်သုံးမယ်ဆိုရင်တော့ယူကရိန်းဗန်နာရေးဝန်ကြီးဌာနရဲ့ဇွန်လ17ရက်နေ့တရင်အချက်လက်အရတည်ဆုံးတန်ရာရတုံ့ပန်းဖြစ်ခဲ့တဲ့လူပေါင်းက9,9200ရှိပြီဖြစ်တဲ့ရုရှားစစ်တပ်ကနေပဲရွေးချယ်ရမှာဖြစ်ပါသည်။ရုရှားရဲ့အကောင်ဆုံးစစ်တီအများအပြားပထမအဦးဆုံးတင်းခဲ့တဲ့အစိမ်းရလူသားများစစ်စင်ရေးမှပါဝင်ခဲ့တဲ့စစ်ပြန်တွေအပါအဝင်ဆုံးရှုံးခဲ့ရပြီလေဖြစ်ပါသည်။ဒီကူညီတွေနဲ့ဘော်တစ်နိုင်ငံတွေမှာနေတိုးရဲ့တိုးချဲ့တည်ရှိမှုကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့ တင်းခဲ့တဲ့ဆင်းရဲလူသားများအစီအစဉ်ရဲ့လမ်းမှာအတားအဆီးများစွာရှိနေပါလိမ့်မယ်။ဒါပေမဲ့လို့ပူတင်ကတော့ကြိုးစားနေအောင်မှလည်းဖြစ်ပါရင်လှုပ်ဝဲစစ်သားတွေကတော့2014ခုနှစ်ကခရိုင်မီးယားမှာနေမြေတည်ယူနိုင်ခဲ့တယ်လို့မလုံနိုင်ခဲ့ရင်တော့မှသူတို့ဖန်တီးပေးတဲ့ဗျံပဒါအခြေအနေတွေကသူ့အတွက်ကြိုးရှိနေအောင်မှလည်းဖြစ်ပါရင်အခုချိန်မှာကွာခြားတာကတော့နေတိုကစောင့်ကြည့်နေပြီးတော့အစဉ်သင့်ပြင်ဆင်ထားပေးရုံပါပဲ။ပူတင်မလိုမလဲဆိုတာကိုသိထားပြီးတော့2014ခုနှစ်ကယူကရိန်းမှာရှိခဲ့တဲ့နေလန့်တွေထက်တင်းခဲ့တဲ့ဆင်းရဲလူသားများကိုတံပြတ်ဖို့ပုံမှန်ပြီးတော့ကောင်းမွန်တဲ့နေလန့်တွေလည်းရှိနိုင်ပါရင် ဲ့ဒီနီလန်းတွေသာအလုံးမဖြစ်ဘူးဆိုရင်တော့ပူတင်ကခေတ္တဟစ်တလာဖြစ်လာပြီးတော့ကမ္ဘာမှာစစ်မီးကိုဟောင်းဟောင်းတောက်စီအောင်မှလည်းဖြစ်ပါပြီ။ရှီဂရင်းလောင်းတဲ့တွေကိုကျင်းတဲ့အာရနေမှာမဟုတ်ပဲနဲ့ဒီကမ္ဘာလုံးသူ့ရဲ့လက်အောက်ကိုရောက်စေချင်တဲ့ပူတင်ရဲ့ဆန္ဒတွေပြေဝဖို့ဆိုတာကတော့ကမ္ဘာနိုင်ငံကြီးတွေစည်းလုံးနေသူတွေဘယ်တော့မှဖြစ်လာမှာကတော့မဟုတ်ပါဘူး။ကဲမေးစီရိုကရောဘယ်လိုထင်မြင်တယ်လဲကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ကြပါဦးနော်။ဒီလိုမျိုးကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။ကဲဒါဆိုရင်နောက်ထပ်အစီအစဉ်မှာပြန်တွေ့ကြပါမယ်။